နုဘမောလ20ရက်ကျာသာပတိနေ့အာယုဥစီတော်ကြီးအစီအစဉ်စပြီးကိုပဏာမကျာသာတပတ်ကိုဖတ်ပြပါမယ်။ဟေရှာယအနာဂတိကျမ်းအခန်းကြီး67အငယ်၄တပတ်ဖြစ်ပါလေ။ဟေရှာယအနာဂတိကျမ်းအခန်းကြီး67အငယ်၄တပတ်ဖြစ်ပါလေ။ရှေ့ပြုပြရာတို့ကိုပြုပြင်ကြလိမ့်မည်။ရှေ့ကာလ၌ သုတ်တင်ပယ်ရှင်းရာတို့ကိုတည်ဆောက်ကြလိမ့်မည်စိတ်ညင်သောမြို့ရာအစဉ်အဆက်စုပြရာအရတ်တို့ကိုပြုစုကြလိမ့်မည်ဆုတောင်းကြပါစို့ကောင်းကင်ဘုံ၌ရှိတော်မူသောဖတ်မြတ်စွာသောဘုရားခင်ယနေ့နေ့အစည်းအဝေးအစလေဆုံးသုံးပါစလုံးတန်ရှင်သောဝိညာဉ်တို့သည်ကျွန်ုပ်တို့အားလမ်းပြသုံးသင်ကောင်းကြည့်ပေးပါမည်အကြောင်း မနေ့ချင်းနေ့တော့ကာလမပြောင်းမလဲအသက်ရှင်နေမှုတော့ကျွန်တို့ရဲ့ကေတင်ပိုင်ရှင်တခင်ခရစ်တော်ရဲ့မြတ်သောနာမနဲ့ယုံကြည်စွာကြည်စလို့ကိုချီးမွမ်းလက်ယနေ့နနေ့အစီအစဉ်ကိုအရှင်ဖျားလက်တော်ထဲသို့ကျွန်တို့အားလုံးတို့သည်သဘောချင်းတူလက်ဆက်ကအနံဆုတောင်းကြပါလေဖဖျားအာမင်ဓမ္မတခြင်းအမှလေးရံနဲ့လေးလောကနယ်မှာကျူလောကနယ်မှာ တာဝန်ထမ်းဖို့ဘုရားခင်ကျွန်တော်တို့တွင်တင်ပါဘာလို့ဆက်လုပ်မလဲဆိုချင်းစာသားလေးကိုတေချာဂရုဂရုဒစိုက်ပြီးဆိုချီးမွမ်းခံကြပါစို့ ရှေ့ပြုတ်ပြရတယ်ကိုပြုတ်ပြင်ကြလိမ့်မည်ဒီနေ့မန္တလေးမြို့ကြီးမှာရှိမယ်နေပြည်တော်မှာကြီးမယ်စကိုင်းမှာကြီးမယ်ဆိုရင်နော်မလင်တန်ကြောင့်ရှေ့ဟောင်းလေးရတယ်အမှုပညာတွေအကုန်ပြုတ်ပြသွားကြတယ်ဒါတွေကိုပြန်ပြုတ်ပြင်ကြလိမ့်မယ်နော်ကျွန်တော်မချခင်ဒါတွေကိုနိုင်ငံလိုက်နိုင်ငံအဝါ internet အားနဲ့ပြုတ်ပြင်ဖို့ရပြင်ဆင်ရလိမ့်မယ်နော်ဒါတွေကိုပြန်ပြုတ်ပြင်ဖို့ စီပထူရီဖျားရှိခိုးကြောင်းကြီးမု슬င်ပလီတွေရှိတာတကတာတနိကဆောက်မှုတွေစသဖြင့်ဒါတွေကိုပြင်ဆင်ဖို့ရန်အခုတည်းကကျွန်တော်တို့အင်အားယူကြမယ်ညချင်းပြေပြီးတော့တိုင်းပြည်ကြီးကပြန်ပြီးတော့ဒီဆက်ကျင်ကာလာကိုရောက်တဲ့အခါမှာကျွန်တော်အလုံးအစင်ပြဖြစ်နေကြအောင်အခုတည်းကတုံဖြုံကြီးမရှိဘဲနဲ့ဆူဆောင်းတဲ့ဘာတွေလုပ်ပြရမလဲ စွမ်းဝင်ကြကြိုးစားဖို့ဖြစ်ပါတယ်ဆက်လက်ပြီးတော့ရှေးကာလ၌သူတင်ပယ်ရှင်ရတို့ကိုတိဆောက်ကြလိမ့်မည်ရှေးကအရာတွေကိုပယ်ရှင်ညစ်ခါရတယ်တဘာဘေးဒါမဲ့ပြပြောနော်မလင်းလောက်လိုက်တော့3မိနစ်ကြာကြာတွင်မှာအားလုံးပြည့်ပြည့်စီသွားတယ်အင်းဝါမှာတကယ်ပဲရှေးဟောင်းလက်ရတယ်အခုမရှိတော့ဘူးဒါရီအားလုံးကိုပြန်ပြီးမို့အခုတည်းကကျွန်တော် တိပညာရှင်တွေအတတ်ပညာရှင်တွေအော်နောက်ပြီးတော့တဏှာအင်းရရှိတဲ့လူတွေဆွဆောင်းပြီးတော့ကျော်တိုင်းပြည်ဟာဘာသာတရားအင်မတန်လေးစားတဲ့အိမ်ဖြစ်တော်ကြောင့်တကယ်ပဲစင်နာစိတ်ယူဖိပြီးတော့ကဘာမဆိုရင်အလူလာမဲ့အပြုဆုံးပရဟိတလူငါမအများဆုံးဆောင်ရွက်တဲ့စင်ရပေမဲ့အဲ့လိုဆောင်ရွက်တဲ့နိုင်ငံလို့အတိမတ်ပြည်ချင်းခံရတယ်။ဒါဒီအတွက်ကျွန်တော်တို့ခုတည်းက 平时我一句话嘞，新年到庙呀，上新新新庙呀，伢子不表示家里面，年年、年年、年年吧，咪咪罗庙去烧烤烧烤团，不咯，庙里呀新年嘞，伢子批多嘞，碰到伢子节日，啥过年、什么节，伢子吃了死了，死了娃庙前嘛拜嘛，过年别端嘞，第二天我就变表变步。 ကျွန်တော်တို့ဘုရားသခင်ကအစ်စ်ပြန်လဲလှုပ်ဆောင်ဖို့ကောင်းကြီးပေးခြင်းဖြစ်တယ်။ထို့ပြင်ကျွန်တော်တိုင်းပြည်မှာရှိတဲ့အဆောက်အဦများတာမကဘူးလူတွေရဲ့စရိတ်တဒါလေးအမှန်တရားကြီးပါတယ်။လူတွေရဲ့စရိတ်တပြုပြင်ဖို့ဆိုတာကျွန်တော်ရဲ့အတ္တဓာတ်တွေမှာအမှန်တမ်းအရေးကြီးကြောင်းကိုစကြည့်ပြီလေပြန်ကဒီလိုပြောထားပါတယ်။ When world is lost nothing is lost ကြာကျွယ်ဝမှုတွေအဆောက်အဦတွေဆုံးရှုံးသွားတာဘာမှမဆုံးရှုံးပါဘူးပြန်ကြည့်စောင့်နေတယ်ပြောပြရင်ကျွန်တော်တို့ခေါ်ဟပေးမယ်နိုင်ငံတကာဝန်ကူညီကြမယ်နောက်ကျလုပ်မယ်ဆိုရင်ဒါပြန်လုပ်နိုင်တယ် when health is lost something is lost ကျမ်းမာရေးချွတ်တယ်ဆိုပြီးဆိုလို့ရှိရင်တော့တစုံတစ်ခုရောက်သွားပြီဆုံးရှုံးသွားပြီတိတ်မကျမ်းမာတဲ့လူတွေအလုပ်တွေမလုပ်နိုင်တော့ ျွန်တော်ဆိုအခုကျေးဇူးတော်ကြောင့်84နှစ်ပြည်ကနေမတ်မှာပြင်မယ်ကျွန်တော်သွာလာလှုပ်ရှားလှုပ်ဆောင်နေသေးတဲ့ဂျမကြီးမချွတ်တယ်သေးဘူးတချို့ကအသက်60နှစ်ဂျမကြီးချွတ်တယ်ပြီဒါကြောင့်ဂျမကိုလည်းအရေးကြီးတယ်ပြင်စီတိဆောက်ရဲ့ကာလမှာအစွမ်းကိုလှုပ်ဆောင်နေပြီအခုတည်းကဂျမကြီးကိုဆက်ရမယ်ကျွန်တော်ချွတ်လောလောလည်းဆေးဝါးနေမရနိုင်ဘူးတမန်ကျောင်းသားထဲမှာချမ်းသာတဲ့အမျိုးသမီးတယောက်ယောဂဖြစ်တယ် ဆယ်နှစ်လုံးလုံးတွေးတုံဆွဲသူတွေးတုံတာဆွဲတယ်တမားတို့တွေအမြုပ်မြုပ်ကုတယ်မရဘူးပတ်စံလေးကုံသွားတယ်ယောဂဟာမတက်တာဒီမှာကယောဂကိုဆိုးလာတယ်ဒီချိန်မှာလူနှစ်ချီတော့ငွေလည်းမရှိတော့ဘူးတမားတို့လည်းလက်လျှော့လိုက်ပြီမျိုးလင်းစရာမရှိတော့ဘူးဒါပေမဲ့မနေ့ယနေ့နောက်ကလည်းမပြောင်းလဲအသက်ရှင်တဲ့တခင်ရှုအကြောင်းကိုကြားတဲ့အခါ အဝတ်တော်ကိုထိတာနဲ့တွေးစုဝေးရချက်ချင်းခံချသွားတယ်။ဒါကြောင့်နိုင်ငံတော်တည်ကိုပြန်လဲကျွန်တော်တည်ဆောက်ဖို့အဆောက်အဦမကဘူးကျွန်တော်လူသားတွေရဲ့အရေးမြစ်တွေကိုတည်ဆောက်နိုင်ဖို့ကျမ်းမာဖို့လေကောင်းမှုဆိုအခုချိန်မှာအစာတောင်းမစား၍အနေထိုင်မစား၍စင်ကြင်ကြမယ်ဆိုရင်အဲ့ဒီအချိန်ကာလမှာဝမ်းမြောက်စွာပါဝင်နေဦးမယ်။နောက်ဆုံးတစ်ချက်က when character is lost all is lost ်စရိတ်ကြပျက်စီးသွားရင်သွားပြီတဲ့အားလုံးပျက်စီးတာပဲကျွန်တော်တိုင်းပြည်ကိုပြန်ကြည့်ပါကျွန်တော်မြန်မာရုံးကပြည်တော်ဝင်တင်းနဲ့နောက်ပိုင်းမှာနော်ကျွန်တော်ဒရင်တစ်ခုဖတ်လိုက်ရတယ်လူဝင်မှုကြီးကြရေးအရာရှိတယောက်ကတဲ့15ကျလတ်စာလို့ပုံမှန်ချုပ်တည်တဲ့သူ့ကိုအပြစ်ကြပေးလိုက်တယ်ချုပ်ထောင်ပနစ်လို့မသိတော့ထောင်လေးကြောင်းပါတယ်ထောင်လေးမမှတ်မိတော့ အလိုအရေးယူတော့ကြအဲ့ဒီအချိန်ကဆိုရင်လက်စားမှုဟာတတော်ကြီးကိုရှပါပြီးတော့အပြစ်တပြင်းထန်ခံရတယ်။တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ကျတိုင်းပြည်ကြီးကတုတ်တန်ဆရာပြောသလိုပဲတိုင်းပြည်မှာတစိုးစားရမယ်ဆိုရင်လက်စားချက်တစိုးဆိုတာကိုခက်စကားပေါ့အခုလက်စားချက်မယ်ဆိုရင်အဲ့ဒီတိုင်းပြည်ကမောက်ထုံမောက်လာဖြစ်မယ်။ဒီကနေ့ပြန်ကြည့်ရင်အဲ့လိုလက်စားမှုလေအခုမဆောင်ကျင်လို့နော်နည်းနည်းလေး အရာရှိကိုအောင်းတဲ့ငင်သားလေးပေးပြီးတော့လုခိုင်းပြီးတော့အခုရှောင်းရှောင်းရှောင်းလာလေးတချို့ကဘာမှဆောင်းမင်းနဲ့ရှောင်းလာလေးအမျိုးမျိုးချက်တိုင်းပြည်ကြီးမှာလက်ပြီးလက်ယူကျွန်တော်ပြောမှုပါတယ်ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်40လောက်ကဆိုရင်နိုင်ငံသားတော်ချင်ရင်ပုံစံ16နှစ်တက်19လောက်လောက်ရတဲ့ခါမှာအော်ကျွန်တော်ကုမွေရနေအဲ့တော့ကမ်ဖီဘတ်စကနဲ့တော့9ရက်လုံးမရဘူး တကယ်ပစ္စည်းစင်စင်ယူသွားတာပဲနောက်နေချင်းနောက်နေချင်းနောက်နေချင်းနောက်တင်းလန်ကြတော့အဲ့ရအရာရှိကဆက်ကြီးအပတ်စင်ဘာလာလုပ်နေတာလဲဒီလိုလာနေတယ်ဟုတ်တယ်ကျွန်တော်ပူဇော်လျှောက်တော်ဝဆက်ကူဘာဆက်ကူနေပြဆက်ကူအမျိုးမျိုးချင်းနေအခုကျွန်တော်ပစ္စည်းကျွန်တော်အစုံလင်းနေပါပါပြီဒါဒီလိုပဲတဲ့ကျွန်တော်တိုင်ပြည်ကြီးအောင်လူတွေအလိုပဲလို့ပျက်စီးနေတယ်ဆိုတော့သူတို့ပြောရင်သူရဲ့ ပြောတာနဲ့ချက်ချင်းဒီမှာလည်းလာရသူရှိပြီးလည်းမထူရကျွန်တော်ရသွားတယ်။တော့ကျွန်တော်ခရိယန်ညီအနေနဲ့ဆိုရင်တမန်ကျမ်းစာအရလက်ပြီးရင်တိုင်းပြည်ကိုဖျက်ဆီးရရောက်တယ်။ဒါပေမဲ့အဲ့ဒီစီမောက်ကျွန်တော်ပြောပါတယ်ကျွန်တော်ကျေးဇူးမမိပါဘူး။တော့ကျွန်တော်ခရိယန်တရားဥစ္စာပြင်လို့လက်တော့မပေးပါဘူး။အမလီဒီခရိယန်တရားဥစ္စာအဲ့တော့ဒေါ်လာနဲ့ရတော့အမလီလက်ပေးလိုက်ကြတာအများကြီးပဲတဲ့ကျွန်တော်တို့ဒီခါလေးသူများလည်းပူပေးနိုင်တယ်တဲ့။ကျွန်တော်အဲ့လိုဆီယံမဟုတ်ပါဘူး။ကျမ်းစာအတိုင်းကျွန်တော်လက်ပေးလို့မရပါဘူး။တော့ကျေးဇူးမမိဘူးနော်။ ျွန်တော်နိုင်ငံခြားပြန်လာတော့သိရှိသွားတယ်။သွားပြီးတော့ကျွန်တော်မှတ်မိသလားဆိုတော့ဦးလုံများတော့ဘယ်မှတ်မိမလဲ။ကိုမင်ကလက်မပေးတဲ့တယောက်ဆရာပါ။ကျွန်တော်မကြီးအတွက်နော်ကျွန်တော်မိကတကူနှစ်ခဏတောင်ပုံမှန်ချန်ကြည့်တာပြပါလေ။ဒါလက်ဆောင်ပါလာပြတယ်မဟုတ်ပါဘူး။နောက်ပိုင်းကျွန်တော်နိုင်ငံထဲသွားတဲ့ခါတိုင်းမှာအဆင်ပြေသွားတယ်။ပြောချင်တာကကျွန်တော်အဲ့လိုလုပ်ရင်တယောက်တယောက်ကလုပ်လိုက်ကောင်းကြီးမင်္ဂလာဖြစ်မယ်။နောက်ဆုံးဒီ ဈေးမှာတော့သူကအဲတရားနာထောင်တယ်တခင်ရှုယုံကြည်လက်ခံသွားတယ် DVD ထုတ်ရပေါက်သွားတယ်အမေရိကရောက်သွားတယ်သူဆယ်ဘုရုပို့တဲ့အခါမှာတိတ်ငင်းတာကျွန်တော်ပြောချင်တာကတကယ်လို့ကျွန်တော်လက်ပေးခဲ့ရင်သူလည်းကျိုးရုံပဲကျွန်တော်လည်းကျိုးရုံပဲကျွန်တော်တိုင်းပြည်လည်းကျိုးရုံပဲကျွန်တော်တိုင်းပြည်ဒီစော်တဲ့အခါမှာစရိတအမှန်တရားရည်ကြည်ပါတယ်အဲ့လိုလုပ်တဲ့အခါမှာသူလည်းသဘောပေါက်သွားတယ်နော်သူလည်းကောင်းကြီးမင်္ဂလာခံစားရတယ်ဒီနေ့ကျွန်တော်တိုင်းပြည်ကြီးပြန်လည်ဒီစော်ပြနေရမှာ အဆောက်အအုံတွေအတွက်ကျွန်တော်စောင့်ကြမယ်လုပ်ကြမယ်ဆိုတာအမှန်တကောင်းပါတယ်ဒါပေမဲ့ကျွန်တော်အရေးကြီးတာပါအရေးကြီးတယ်ကျွန်တော်ရဲ့လူတွေရဲ့ street တာကိုပြန်လည်တည်ဆောက်ဖို့ဒီနေ့ခရီးရန်တင်တော်များဆိုတို့ဒီကျွန်တော်ဒီမလင်ဖြစ်တဲ့အခါမှာစီရင်မှုရှိလာတယ်မန္တလေးမှာဆိုရင်ကျွန်တော်ရဲ့အမှန်တမ်းရင်းနှီးပြီးလေးစားရတဲ့ပြီးချက်ကြီးညီညီနိုင်အဖြစ်ဂိမ်းပေါင်းစုံပါဝင်ကြတယ်ဒီနေ့ဒီခရီးရန်တင်တော်အစဉ်သက်ပြင်ဆင်ထားရမယ် အခင်ပြားရဲ့နှုတ်ကပတ်တော်တွေကိုကျွန်တော်တို့သုံးသင်ပေးဖို့အော်ဒါအရေးကြီးတယ်အဲ့လိုလုပ်လာလို့ရှိရင်ဘုရားသခင်ရဲ့တရားတော်တွေကျွန်တော်တန်းပြီးကြီးမှာပြေရှားလာမယ်ဆိုရင်ထာဝရဘုရားသခင်ကိုတိကျွမ်းခြင်းပညာနဲ့ကျွန်တော်တန်းပြီးကြီးပြေလာမယ်ဆိုရင်ခုနပြောတဲ့အနိဋ္ဌအာရုံတွေပြတ်ပွဲသွားနိုင်တယ်စကိန်းမှာလည်းဂဲမုံလိုလူချားတယ်နေပြည်တော်ပြမနာမှာလည်းရှိတယ်ဒီအတင်းတော်အသီးသီးတို့ဒီခုတည်းကပြင်ဆင်ပြီးတော့ တော်အေဝံရဟုဝေငှရင်းနဲ့တမန်တရားလည်းဝေငှကြမယ်ဆိုရင်ခရစ်တော်ရဲ့တရားတော်နဲ့ကျွန်တော်စရိတာတွေပြန်လည်တိဆောက်ပေးကြမယ်ဆိုရင်တကယ်ပါကျွန်တော်နိုင်ငံကြီးပြန်လည်တိဆောက်ခြင်းဟာအင်မတန်ကောင်းမွန်တဲ့တိဆောက်ခြင်းဖြစ်သွားလိမ့်မယ်ထို့ပြည့်သူဖြစ်အောင် ပြင်ဆင်ဖို့အရေးကြီးပါတယ်တခင်ရှိကကျွန်တော်လက်ဝါးကတယ်မှာလူသားအားလူတွေအသိခံပြီးတော့ရပောင်း90လူတွေကိုထင်ရှားပြသပြီးတော့ကောင်းငင်ကိုတက်သွားပြီးတော့နောက် ဘယ်မှာသူဘာပြောလဲဆိုတော့ကျွန်တော်နေစရာအရက်ကိုတို့တော့ပြင်ဆင်တယ်ခရိယတက်တယ်မှာပြင်ဆင်ကြီးအမှန်အရေးကြီးပါတယ်ဒီနေ့ခုနကျွန်တော်အတွက်အခန်းဖျားပြင်ပြင်ဆင်ထားတာကျွန်တော်86နှစ်ရှိတော့ရေဘလောက်တောင်ရောင်းခင်ပြင်ဆင်ထားလဲမသိဘူးเนาะဆိုတော့တခင်ယေရှုကလောကမှာနေစလက်သမားအနေနဲ့ဖိုက်ခင်ရှိရအဝင်ရတော့ကြောင့်ကောင်းဝင်ပြင်မှာကျွန်တော်သိတယ်လောကရဲ့အဆောက်ကကျွန်တော်ယူတက်သွားရေကျွန်တော်လောကထွက်လို့ဘာမှယူသွားလို့မရဘူး တော့ကျွန်တော်အိမ်ဆိုရေယူဟို brick note ဒီအိမ်လေးပါအချို့ပညာကျွန်တော်နဲ့ခင်မင်းနဲ့နိုင်ငံရချာကကျွန်တော်မိတ်ဆွေပတ်စံရှိတဲ့လူတွေလာပြီးတော့ကျွန်တော်အိမ်ကြည့်ပြီးတော့ brother အော်ငါတို့မင်းကိုကြည့်ပြီးတော့ငါတို့ autopsy မကြည့်လင်တော့ဘူးမင်းဖျားမှုလို့ဆောင်ရွက်မယ်ဒီလိုနေရဆိုတော့မင်းအိမ်ကြီးဖြုတ်ရငါပြင်ချင်တယ်ဟာမလုပ်နိုင်မလို့တဲ့ဒါနဲ့ကချက်နဲ့တယ်နော်အပေါ်မှာပြတ်တက်တာခင်တာဆိုကြတွေ့ရသည်ဆိုအဲ့ဒါအဲ့ဒီကစက်မိုက်နဲ့ညင်ညွတ်တယ်နော်ကျွန်တော်အိမ်မှာကျွန်တော်မြေးကြလာဆော့ကြတယ် ဘာလို့ဘလော့ဝင်ပြီးပြီးတမန်ပြီးမဟုတ်တစ်သားဖြစ်တော့ပြုတ်ကြလဲခေါင်းမမရှိဘူးသူတို့အိမ်ရောကတမန်ကြီးနဲ့ဖြစ်တော့ဖြစ်ခေါင်းကြီးကွဲလာတော့စိတ်ချချုပ်လာတော့ဖြစ်ရဖြစ်တယ်နော်ဒါကြောင့်ဘုရားသခင်လိုက်ကျွန်တော်တို့တကယ်ပဲယုံကြည်တဲ့ခါမှာဒီလောကခန္ဓာပဲကျွန်တော်တို့အတွက်ဘုရားပြင်ပင်ဆက်တဲ့အိမ်တော်ရှိတယ်ပြီးရင်ဘုရားသခင်ပြန်ခေါ်မယ်ကျွန်တော်အိမ်ဘယ်နဲ့ဘုရားခင်ပြင်မလို့မသိဘူးပြီးရင်အကောင်းဆုံးကျွန်တော်ပြန်သွားရမယ်ဒါကြောင့်ဒီကနေ့ကျွန်တော်ပြင်ဆင်တဲ့ခါမှာလောကမှာ ခတ္တနေရစေဖျားပြင်ဖန်ဆင်းတဲ့လူသားအတိုင်းဒီဖျားတဒံနဲ့ညီပြည့်စုံပြီးတော့ဖျားကဲသို့ပေါမိုက်ချင်းမှာအမှုသောအလင်းကိုခေါ်သွင်းတဲ့ဖျားရဲ့ဂုံနေဖြစ်တဲ့ဖြောင်းမချင်းတစ္ဆာရှိချင်းပြီးဝဆုံနေချင်းလူသားဒီမခွဲခြားပဲနဲ့ဖြောင်းမတဲ့လူမဖြောင်းမတဲ့လူကောင်းတဲ့လူမကောင်းတဲ့လူပေါ်မှာမုန်းကိုရွာစီပြီးတော့နေကိုပူစီတဲ့ဖျားအဲ့ဒီသဘောတူနေချက်ပြုတ်ရမယ်ဆိုရင် ကျော်တိုင်ပြည်ကဘလောက်များမကြခင်အင်မတန်မှလှပါပြီအရှိတော်အရှာမှာစံပြနိုင်ငံကြီးဖြစ်လာလိမ့်မယ်ထိုကဲ့သို့ဖြစ်ရအောင်သရွက်ဖျားကိုတည်ကျွမ်းခြင်းပညာရတယ်ကျွန်တော်တို့ဒီသူတည်ကျွမ်းခြင်းပညာနဲ့ကျော်တိုင်ပြည်ကိုတည်ဆောက်ကြပါစို့ပြန်လည်တည်ဆောက်ဖို့ပြင်ဆင်ကြပါစို့ကျွန်တော်ကြေဝခြင်းဆုံချုံသွားရင်ပြန်ရနိုင်ပါလေကျွန်တော်ဥစ္စာပစ္စည်းလေးအတောင်လောက်ပြန်သွားရင်ပြန်ရနိုင်ပါလေပြည်သူဝင်တိန်းတော့ တော်လင်းကောင်ဆရာတိတ်လိုက်ကြကျွန်တော်တို့ဘာမှမရှိတော့လူနေနေဆွေတာပြုံးလင်းဆရာမရှိတော့ဒါဖျားခင်ပြန်ပေးတဲ့အဲ့ဒီ get ချက်တောင်ကျွန်တော်ပို့ပြီးတော့ကောင်းကြီးမင်္ဂလာခံစားရတယ်ကျွန်တော်ကျမ်းမာရေးဆုံးရှုံးပြီဆိုရင်တခုတခုတော့ဘာမှသိလို့လို့မရတော့ဘူးဒီနေ့54နှစ်တန်ကျမ်းမာရေးမဆုံးရှုံးတော့ကြောင်းကျွန်တော်ဒီကျမ်းမာကျွန်တော်တွေ့မေတ္တာပို့ကြတော့ကြောင်းလေမေတ္တာကိုခံစားရပြီးတော့ဒီကနေ့တည်းအောင်ကျွန်တော်အလုံးလုံးနေတယ် ဒါမဲ့စနေနေ့ကျရင်မနေ့ဖန်ပေါ့လေအဲကျွန်တော်တို့ဒီဒီပြည်တော်မှာသွားပြီးတော့ဒီပြည်တော်ချင်းချင်းအသိတော်ဖိတ်ထားလို့ပေါ့တရားဟောပြရအောင်ပဲသွားနိုင်သေးတယ်ပြီးခဲ့တဲ့ဘက်ကမနေ့ပြီးခဲ့တဲ့ရက်ကကျွန်တော်ဟိုကြုံပြပြက်သွားနေမနေ့6နဲ့ထွက်သွားတယ်ညချက်ကတော့ပြရောက်တယ်သွားနိုင်သေးတယ်ဟိုကောင်းဆိုတော့ဒီကောတော့ဝင်ရခွင့်ရတယ်ဟောဒါကြောင့်ကျမချင်းပြည့်စုံကိုလည်းပြင်ဆင်ပြီးတော့နော်အစားတော်လေးထိမှဆားပြည့် ဓမ္မကျမ်းစာနဲ့အညစ်အသက်ရှင်ဖို့နောက်အစာစားတဲ့အခါမှာဘုရားကိုကိုးကွယ်ပြီးတော့ကျွန်တော်ဒီရေကိုတောက်ဒီမုတ်ကိုစားရင်ကျမ်းစာပြောတယ်ကျွန်တော်ကိုကျမ်းမာခြင်းဖြစ်ခဲ့ခန္ဓာကိုယ်လို့ရှိရင်ယောဂတွေနဲ့ပြပြောင်းတယ်ဒီတောက်တဲ့အခါတိုင်းမှာအစာစားတဲ့အခါတိုင်းမှာဘုရားကိုကိုးကွယ်ပြီးစိတ်တော်မျိုးစားကြပါနောက်ဆုံးကျွန်တော်စရိတ္တပြစီသွားရင်သွားပြီတဲ့ဘာအကုန်ဆုံးရှုံးတာပဲဒီရောတိုင်းပြည်ကြီးပြန်နေပြီးတော့ ဇရိတမန္တိပြန်တိဆောက်နေမှာအခုတည်းကကျွန်တော်အတင်းတော်များပြင်ဆင်လေယခုတည်းကစတင်ဆောင်ပြချဖို့ကျွန်တော်အနည်းငယ်အားပေးချင်ပါတယ်တိုက်တွန်းချင်ပါတယ်ဒီပြင်ဆင်ခြင်းမှာကျွန်တော်အရေးကြီးတဲ့လူပြည့်စရိတကိုပြန်လေတိဆောက်ခြင်းကိုလုံဆောင်ကြပါစို့ဤကဲ့သို့လုံဆောင်နိုင်ဖို့ဘုရားသခင်ကျွန်တော်ခွန်အားပေးဖို့ကျွန်ဝင်ရတဲ့အခါတိုင်းမှာလည်းသူတို့ဒီသူမြစ်တော်ကိုခန်းစားရဖို့ကျွန်တော်စစ်တောင်းပြီးဖို့ဖြစ်ပါမယ်ဒီနေ့အတွက် မြန်မာနိုင်ငံခရိယာအတင်းတော်ဘောင်းဆိုစစ်တောင်းရကော်မတီရဲ့စစ်တောင်းချက်တစ်ချက်ကတော့မလေးတိုင်းဒေသကြီးအတွင်းရှိမြို့ရွာများတွင်စစ်ပွဲများရပ်တန့်သွားပြီးပြည်သူများအေးချမ်းစွာတွာလာနိုင်ရန်လုပ်ကိုင်နိုင်ရန်စစ်တောင်းပေးပါထို့ဒေသတွင်ရှိလက်နက်ဆွဲကင်တို့အလုံးဘေးစိုးအန္တရာယ်များကင်းလွတ်စေပြီး ညှဉ်းနှောင်းဆော်ရွက်မှုများအစဉ်ပြေစေရန်စစ်တောင်းပြုလို့ဖြစ်ပါလေ။အနည်းတည်းအရကြားခဲ့တဲ့မန္တလေးမှာဆိုရင်ရှေးဆိုင်မှာဝင်ပြီးမြေမြုပ်မှာတော့ဝင်လူသွားတာလေ။တော့ချမ်းဖက်မှုတွေဥအိမ်တွေဖြတ်ရှင်ခြင်းခံရတာလေ။အများကြီးရတွေ့နေရတယ်။ဒါကြောင့်မန္တလေးတိုင်းမှာရှိတဲ့မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ပြည်သူလူထုများအချမ်းဆိုတာညှဉ်းချမှုရရှိပြီးတော့ ပြန်တဲ့အနေနဲ့ပို့ကျွန်တော်စစ်တောင်းပြဖို့ရှိပါတယ်သူဒေသမှာရှိတဲ့ဘွေးနေရှင်များနဲ့မိမိရဲ့မင်္ဂလာရက်မြတ်ကိုမြင်တဲ့စနီမော်နာတွေလည်းမေတ္တာပို့စစ်တောင်းပြဖို့ဖြစ်ပါတယ်အတူတူကစစ်တောင်းကြပါစို့ကောင်းကင်ဘုံနဲ့ရှိတော်မူသောဖတ်မြတ်စွာသောဘုရားခင်ဒီနေ့နနဲ့ကျွန်တော်စုဝေးကြတဲ့အခါမှာသဘောချင်းတူပြီးတော့မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိနေတဲ့မြို့ရွာများတွင် စစ်ပွဲမြာရတ်တသွားပြီးပြည်သူပြည်သားတို့ဒီအေးချမ်းစွာတွာလာလုတ်ကင်ဒီထိုင်နေဖို့ရာကျွန်တော်မေတ္တာပို့ဆုတောင်းပေးပါတယ်တစ်စစ်ထင်မှာပဲဒီသူဒီသားဒီမှာရှိတဲ့နည်းနဲ့ကိုင်းမိမြားအားလုံးတို့ဒီအန်ဒီအမျိုးမျိုးကလူမျိုးကိုတင်းဝင်းစီပြီးတော့တဦးနဲ့တဦးတစ်ဖက်နဲ့တစ်ဖက်ညှိနှိုင်းဆော်ရွက်ခြင်းအပြင်မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ လူသားပြည်သူအားလုံးတို့ဒီအေးချမ်းစွာလုံခြုံစွာအဆင်ပြေစွာနေနိုင်ဖို့ကိုယ်တော်ကောင်းကြီးပေးတော်မူပါယနေ့ဝိနည်းကြရောက်တော်သူဒေသတို့မှာရှိတဲ့ဝိနည်းရှင်များသို့အတွက်တော်၎င်းမိမိရဲ့မင်္ဂလာချင်းမြတ်ကိုမြင်တဲ့စတိမောင်နှံများအတွက်တော်၎င်းသူတို့ဒီယနေ့ကြားနာတဲ့နှုတ်ဘတော်အတိုင်းတိုင်းပြည်ကြီးကိုပြန်လည်တည်ဆောက်ခြင်းမှာအဆောက်အဦများသာမကကျမကြီးစရိတဘိန်းမှာပြန်လည်တည်ဆောက်နိုင်ဖို့ ကိုရကောင်းကြီးပေးပါမြေအကြောင်းစွတောင်းကြတဲ့အခါမှာသခင်ဖျားကိုရတိုင်းကျွန်တော်တို့တင်ပေးခဲ့တဲ့ပထနာတော်အတိုင်းကျွန်တော်တို့ဒီသဘောချင်းတူတဲ့အတူတူကစွတောင်းကြမြေမှာကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်တို့ရဲ့ဘာကိုတော်ဤနာမတော်အားယူသည်လေးမြတ်ခြင်းရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံတကယ်သို့မြေကြီးပေါ်မှာပြည့်စုံပါစေသောအသက်မွေးလောက်သောစာကိုကျွန်တော်တို့အား နေ့ပေတနာတူပံဒီတစ်ပါးဒီကျွန်တို့တို့ကိုပြမားတို့ပြမြားကိုကျွန်တို့တို့ဒီလွတ်တကယ်တို့ကျွန်တို့တို့အပြစ်များကိုလွတ်တမူပံပြသွေးစွာတို့မလိုက်မပါစီပဲမကောင်းသောအမှုရာမှလည်းကယ်နှုတ်တမူပံအစိုးပိန်သောအခွင့်နှင့်ဘုန်းတော်အာနုဘော်တော်သည်ကဘာအဆက်ဆက်ကိုတော်၌ရှိပါ၏အာမင်အစီအစဉ်ရုပ်တည်မှုအတွင်ဓမ္မတရှင်အမှတ် ကြားလက်တိဆောက်ကြကိုရဲ့ခန္ဓာကိုဖြစ်တဲ့အသိတော်ကိုကျွန်တော်တို့စတင်ပြီးတော့ညွှန်ကြားပြီးတိဆောက်ကြမယ်လူကလေးနှစ်ကချုပ်ရင်ချက်တွေများပြားလာတယ်ဇာတိစိတ်တွေသွားလာလှူရှာမှုတွေကိုတောင်းပန်ပြီးတော့ကျွန်တော်တို့ယခုတည်းကပြင်ဆင်ကြပါစို့ကိုရဲ့အသိတော်တွေအားလုံး အမိမြန်မာနိုင်ငံကြီးမှာထုကဲသို့နိုးကြားလှုပ်ဆောင်ကြမယ်။ကိုလိုစီခိုင်းတဲ့တာဝန်ကိုအတင်းတော်မှာရှိတဲ့ခရိယန်ဒိုင်းလှုပ်ဆောင်မယ်ဆိုရင်တဲ့တကယ်ပဲကျွန်တော်တိုင်းပြည်ကြီးကထရရဖျားကိုတည်ကြွခြင်းပညာနဲ့ပြည့်စုံတဲ့မင်္ဂလာကိုခံစားမယ်ဖြစ်ပါတယ်။စက္ကတသဘောနဲ့လှုပ်ဆောင်မယ်ဆိုတဲ့သဘောနဲ့ခွန်အားယူတဲ့သဘောနဲ့တည်ဆူချီးမွမ်းကြပါစို့။ So. vô cool. နဲ့တည်ဆောက်ဖို့ပြုပစ်ရာတွေကိုပြင်ဆင်ဖို့ပြုပစ်သွားတဲ့စရိတတွေကိုပြင်ဆင်ဖို့ပြုပစ်သွားတဲ့ကျမ်းမာကြီးကိုပြန်လဲပြင်ဆင်ဖို့ဆောင်ရွက်ကြတဲ့အခါမှာအသင်းတို့တွေဒီညိုကြားလက်အရောက်တိုင်းပါဝင်တည်ဆောက်နိုင်ဖို့ရာထရဖျားသည်ကျွန်တို့ကိုကောင်းကြီးပေးဆောင်မကြည့်ရှိပါစေတော့ကျွန်တို့ဘုမာကိုယ်ရဲ့ရှင်မျက်နှာအလင်းတော်ကိုလွတ်လျက် ကျွန်တော်တို့အားဂရုဏာကျေးဇူးပြုတော်မူပါစေတော့ကျွန်တော်တို့ကိုမြှော်ချီး၍ချမ်းသာပေးတော်မူပါစေတော့ခမည်းတော်ဖရာသခင်ရဲ့မြတ်တာတော်သားတော်ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်နဲ့တရှင်သောဝိညာဉ်တော်ဖရာရဲ့မေတ္တာဖွဲ့ခြင်းကျေးဇူးအပေါင်းတို့သည်ကျွန်တော်ကျမအတီးဒီတို့ပေါ်မှာယခုမှစ၍ကာလအစဉ်မြတ်တရောက်တည်ရှိတည်နေပါစေတည်းအာမင်အာမင်